ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာ။ကိုကြီးတင်ပင်သွားမှာလေ။အမေအစီရဖြစ်တာပေါ့။မေမေအမေကျွန်တော်နာမည်အရင်ကတော့နေဝင်လိုက်ပါတော့။အားလုံးကတော့ထက်ကျော်ပဲတည်ကြတယ်။ကျွန်တော်ကကလေးတွေကိုစပြပေးတယ် free ပြတယ်ပေါ့နော်ကလေးလေးတွေဟိုကမတက်နိုင်တဲ့ကလေးလေးတွေကျွန်တော်တို့အတင်းတော်ကနေပြီးတော့ဖျားချောင်းတက်တဲ့ကလေးလေးတွေပေါ့ အာနောက်ထပ်အတမွေးဝမ်းကြောင်းအနေနဲ့ကတော့ကျွန်တော် Zumba Instructor လုပ်ပါတယ်။ဟုတ်။ရှင်လေးတွေတက်အပြည့်ရှိတာ။ရှင်လေးတွေမှာလည်းအသက် level လေးအမီလေးရဲ့။ဒါဆိုရင်ပြည့်ရှိတာပေါ့။အပြည့်ရှိတာမရှိတာတဲ့။ကျောင်းနာလွန်ရင်ကျောင်းနာဖြစ်မှာပေါ့။အဖွာကတော့ဒီဆုံးမလို့ရှင်တော့ကောင်းနာလွန်ရင်ကောင်းနာဖြစ်မယ်မကောင်းနာလွန်ရင်မကောင်းနာဖြစ်မယ်ဆိုရဲဟာပြောရတော့ကျွန်တော်အဖွာဆုံးမနေကြစကားထဲမှာအနေနဲ့ပါတဲ့သူက ဟိုကြောအနေနဲ့မကောင်းတာလောက်ဖို့ကတော့တိတ်ပြီးတော့အဲ့ကလေးဟိုကလည်းနည်းနည်းစင်ကျင်တယ်ပေါ့နော်ကျော်ဆိုဘယ်လိုပြောရမလဲကျော်တို့ဒီဟိုကဘုရားဘာသာရေးဆိုလို့ရှိရင်ဒီပလေးဆန်ချင်းလေးတွေတက်လိုက်တာအစအဲ့လိုမျိုးပါအပြည့်ရှိရယ်ဆိုပြီးတော့လေအဲ့လိုမျိုးအဖွားအဲ့လိုပလေးဆန်လေးဆိုလည်းနားကြီးအောင်မလုပ်ရအောင်အများနဲ့ခေါင်းနဲ့အဲ့လိုရိုက်ရိုက်တွင်းထားတဲ့ဟိုပါပေါ့ အတိစိတ်ကဝင်နေရပေါ့အဲ့လိုပါဇက်ဆိုလည်းမကြမ်းရအောင်မဆဲရအောင်ပေါ့အဲ့အဲ့လိုအဲ့လိုလေးဆိုတော့နေတဲ့တော့ဟိုမလုံဘူးလားဆိုတော့လုံပါတယ်လူဆိုတာတော့အပြစ်နဲ့မတူဘူးဒါပေမဲ့မလုံမိအောင်တော့အများတန်းဟိုစူးစားတယ်ပေါ့နော်ခိုင်ရှိဝါ၃လမ်းကိုကျွန်တော်ဆက်ပြီးတော့ကြောင်းသွားတယ်ပေါ့နော်ကျွန်တော်ပထမဆုံးနေတာကခိုင်ရှိဝါခြံနံပါတ်1သူကခြံနံပါတ်တွေလည်းရှိတယ်နောက်ပြီးကြတော့မှခိုင်ရှိဝါ၃လမ်းကိုဆက်ပြီးတော့ကျွန်တော်ရောင်းပြီးကြောင်းသွားပေါ့အဲ့အချိန်မှာကျွန်တော်တို့ရဲ့ ဘေးတအိမ်ကျော်ကကလေးလေးကလုံကြည့်သူ့အိမ်ပေါ့နော်အဲ့မှာကျွန်တော်ကသူကမြည်ပြီးတော့ကြည်ကြည်နေတာအဲ့ဒါဆိုကျွန်တော်ကဟိုဖြစ်တဲ့အချိန်မှာသူနဲ့အဲ့လိုစကားပြောမိတာပေါ့ပြောမိရင်မှသူကကိုကြီးတင်ပင်သွားမှလေညလေကွာတင်ပြီးတော့ဟိုကတင်ပင်သွားမှလဲဆိုတော့မိကုန်ပါတော့သူကကျွန်တော်မိတာအဲ့ဆိုတော့ကျွန်တော် ။အတေးပေါ့ပေါ့ပြည့်ပြည့်ပဲပေါ့။တေးဝါရင်တော့တေးဝါရင်ပဲပဲဘလို့ဘယ်နားသွားမှာလဲပေါ့နော်။အဲ့လိုမျိုးအဖြေမရှိဘူးပေါ့ကျွန်တော်မှာ။သူကတော့အဖြေရှိတယ်ပေါ့။အဲ့လိုဆိုတော့သူကအဲ့လိုပေါ့ကျွန်တော်ပြီးတော့နည်းနည်းစဉ်းစားရတဲ့ထဲမှာကျွန်တော်ပါတယ်။သူ့ကိုပေါ့ပြည့်ပြည့်ပြောလိုက်ပြန်မှကျွန်တော်အမြဲတမ်းစဉ်းစားနေနေပေါ့။တင်းပြဲသွားမှာလဲ။စဉ်းစားကျွန်တော်အပြင်ဒီပါသွားရင်လည်းကျွန်တော်အဲ့လိုမျိုးပေါ့ကိုယ်မှာပတ်စံပါဝိုင်းတော့အဲ့လို ဟိုဘယ်လိုပြောရမလဲအဲ့လိုလမ်းမင်းမှာလာတောင်းတဲ့သူအဲ့လိုတွေးတာတို့ပါဆိုလို့ညာကိုမရှိပြန်မယ်လေသိရမလားကျွန်တော်ရဲ့ရှိရတဲ့ကနေပြီးတော့အဲ့လိုမျိုးကခွဲဝေပြီးပေးတယ်အဲ့လိုဒါရက်ငါ့ရဲ့ကောင်းတဲ့အချက်တွေပဲပေါ့တရက်ကြတော့အဲ့မှာဖះเจ้าကိုအဲ့ကျွန်တော်တို့ရက်ွက်ထဲမှာပေါ့အဲ့လိုဟုံးဆဲပေါ့နော်အဲ့အဲ့လိုဟုံးဆဲဒီမှာကျွန်တော်ခေါ်သွားတာပေါ့အဲ့မှာအဲ့ဆီယာမိုင်းနဲ့စပြီးတော့တွေ့တာပေါ့တခင်ရှုကအဲ့လိုမျိုးကဒီလဘာတတ်တိုင်းမှာအသေးခံပြီးတော့မှကျွန်တော်ရဲ့အပြစ်သွေးတွေကို စေကြောပြီးခဲ့တယ်လို့ပြောတဲ့အချိန်မှာဟိုဘလို့ဖြစ်လဲဆိုတော့စိတ်ထဲမှာတော့ဟိုပါပေါ့နော်မယုံတဝက်ကမယုံတဝက်ထက်ကိုကြော်ကြော်တယ်ကွယ်ပြာကြော်စဉ်းစားမိရဲ့အချက်ကပါနော်ဖိရံမှာလဲစုံစမ်းခြင်းနေအမြဲတမ်းရှိတယ်ကွာအဲ့ဒါအောင်မှာကိုကဖျားသခင်နဲ့အတူဆိုတော့အမြဲတမ်းဆူတောင်းပြီးတော့မှဒီတိုက်ပွဲကိုဝင်ရတာဆိုတော့ဟာမျိုးလဲဆီယမ်မှာကျွန်ရဲ့အတွေ့ကျွန်ရဲ့အတိတွေကိုကျွန်ထည့်ပေးထားဆိုတော့အခါကျအဲ့လိုမျိုးပဲလူရဲ့အခြေအနေကကိုဖြစ်နေတာမဖြစ်ရအပြစ်တင်တာမျိုးတွေပါရှိတတ်တယ်လေ ဲ့လိုအခြေအနေမျိုးမပြောင်းဆင်မှလည်းကာဗာလုပ်ပေးထားပါဗောနော်အော်ဘယ်လိုလဲလေးလာရင်းနဲ့ပဲကျွန်တော်အဲ့လိုမျိုးသွားနေတာပေါ့ကျွန်တော်ချက်ချင်းဟိုဟာအဲ့လိုမျိုးပေါ့ကျွန်တော်ခရိယန်တရားဦးရဲ့အတ္တတာဘက်ကိုကျွန်တော်အဲ့လိုကူးပြောင်းသွားတာမဟုတ်ဘူးကျွန်တော်ချက်လေးလာတယ်လေးလာသေးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာတရက်မှာဘာဖြစ်လဲဆိုတော့အမေကကျွန်တော်တို့ဒီရက်ွက်ထံမှာလုံငွေတိုးချီတာပေါ့နော်သူ့ခင်မှာဆိုအရန်ကောင်းတယ်ပေါ့ကျွန်တော်အပူဝင်မရှိဘဲနဲ့နေနိုင်တဲ့အနေထား ပတ်စံနဲ့ပတ်သက်ပြီးလှည့်ကြည့်ကြမလို့ဟိုလိုမျိုးသူများလိုအဲကားတွေတိုက်တွေရှိလားဆိုတော့လည်းမရှိဘူးဒါပေမဲ့လူလက်တန်းစားထဲမှာဆိုကျွန်တော်တို့ကနည်းနည်းတော့အခြေအနေကောင်းတဲ့ထဲမှာပါတယ်ပူပင်စရာမရှိဘူးပေါ့နော်အဲ့လိုအမေရဲ့ဟိုဟာအားဖြစ်ပေါ့ကိုယ်တိုင်တော့မဟုတ်ဘူးပေါ့အဲ့လိုမျိုးဆိုတော့တရက်မှာဘလို့ဖြစ်သွားလဲဆိုတော့ကျွန်တော်ရဲ့အိမ်ကအရန် changes ဖြစ်သွားပါလုံးဝပြောင်းလဲသွားတဲ့အရာကြီးတစ်ခုကအမေအစည်းရဖြစ်တာပေါ့မေ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  မေကြောက်မေကယ်ပေးကြပါဦးဗျာမေ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 မင်္ဂလာတုံဟိုဥစားအဲ့ဘာလဲယထာလန်ပေါ့နော်ယထာတန်လန်အဲ့မှာယထာသွားတဲ့သွားတော့အဲ့မှာကျွန်တော်တို့ကယထာကိုတားတဲ့ဟိုဟာရှိရယ်လေအဲ့မှာခဏဆိုင်ငယ်နေတဲ့ကျွန်တော်တို့ကအဲ့တုံးကဆိုင်ငယ်တားမိတွေပေါ့နော်ကျွန်တော်နဲ့ကျွန်ညီနေတဲ့ဇီးအမေကကြတော့အဲ့ဒီကယ်ရီသမားနဲ့ သူ့ရဲ့ဟွာပေါ့နော်အအနောက်မှာအမြဲထိုင်စီရပုံမှန်ဆိုရင်သူပဲမောင်းတာဒါပေမဲ့အဲ့နေ့ကကျတော့ကျွန်တော်ညီမလေးကိုပိုက်ပြီးတော့သူကစီးတဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့သူကနားထားတဲ့ဥစ္စာကိုမောင်းတဲ့သူကဘယ်လိုလဲဆိုတော့ကျွန်တော်တို့နံပါတ်ကိုအချိန်စပြီးထွက်မယ်ဆိုတော့သူကတင်ထားနံပါတ်1တင်ထားပေါ့နော်နံပါတ်1ဆိုရဲအာဆောင်းထွက်တတ်တဲ့အချိန်မှာပါလေအဲ့တော့သူကလည်းအမှုမမမနဲ့1တင်ပြီးတော့မှယထာတန်လန်းလွတ်လဲလွတ်လဲလွတ်တော့မောင်းထွက်လဲထွက်ချလိုက်ရောအဲ့ဒီအချိန်မှာ အချိန်နဲ့ဆိုတာအမြဲပြုတ်ကြတယ်ပြုတ်ကြတဲ့ဟာကမှသူကပုံမှန်ပြုတ်ကြတာမျိုးမဟုတ်ဘဲနဲ့ဒီအနောက်စီနဲ့တန်လန်းနဲ့တွားရိုက်တာပေါ့နော်ရိုက်ရတဲ့မှာအဲ့လိုအနောက်လုံးဝကွဲထွက်သွားတာအဲ့မှာဆိုတော့အဲ့မှာကျတော့အရန်ပေါ့ကျတော့လေအနောက်ကနေအဲ့လိုမျိုးဟိုဟာနဲ့ဆိုတော့ဆိုင်ကချက်ချင်းရက်ပြီးတော့အဲ့လိုပြုတ်လိုက်တဲ့အချိန်မှာကျတော့အင်းကြီးအဖြူပဲထားတာကျတော့အင်းကြီးအဖြူတစ်ထည်လုံးတွေးတွေဆိုတာအဲ့လိုတစ်ထည်လုံးနှစ်သွားတာပေါ့အဲ့အချိန်မှာကိုရောလောက်ပါအောင်ဆိုရအတွေးပဲပေါ့နော်စိတ်ထဲမှာဘယ်လိုလောက်ရမလဲပြာနေဘူးအဲ့မှာအဲ့လိုတော့ခေါ်လိုက်တယ်ပေါ့နော်ဟို အများကြီးလဲကျွန်တော်စုတောင်းမနေနိုင်ဘူးဆိုတော့ကျွန်ရဲ့နှလုံးထဲမှာလည်းဘာမှမမြင်တော့ဘူးပေါ့နော်ကိုရောဘယ်လိုလုံးရမလဲဆိုတဲ့ဟာပဲအဲ့ဒီချိန်မှာထူးထူးခြားခြားအဲ့လိုပေါ့ဘီကနေတက်စီတက်စီကထိုးရက်ပလိုက်တာအဲ့ဒီမှာသူ့မှာလည်းပက်စင်ဂျာပါတယ်နော်အဲ့တော့ဖရဲပြင်ဆင်ပေးတာပေါ့နော်ဟိုပုံမှန်အားဖြင့်ဒီလိုအစီရန်ကိစ္စမျိုးတွေဆိုဘယ်သူမှဟိုဝင်ပြီးတော့အဲ့လိုမလုပ်ပေးဘူးပေါ့နော်ပြီးတော့အဲ့လိုတွေးနေလဲဆိုတာဘယ်သူမှကုမ္ပဏီလေဆိုတာရှားရလေသူတို့ကားတွေပေးမှာပေါ့နော်အဲ့ဒါမဲ့အဲ့ဒီချိန်မှာဘယ်ရမှမသိရဲအဲ့လိုတက်စီကရောက်ချလာပြီးမှသူ့ကားပေါ်တင်လိုက်ပါပေါ့ ဒီမီတာဝီစင်းယုံကဒီဥကားဝင်ရိုက်တဲ့ဓာတ်မှန်ဓာတ်မှန်ဆက်ပြတ်နေတယ်ပေါ့အဲ့တော့ကိုဟိုဟာရန်ကုန်စင်းယုံတချို့လွှဲရလိမ့်မယ်ပေါ့အဲ့မှာတချို့ကားလည်းပြင်ဆင်ပေးလိုက်တယ်ဆိုတဲ့အကြောင်းသူကအဲ့လိုမျိုးပေါ့တေချာတောင်းမှန်စကားပြောပြီးတော့မှကျွန်တော်တို့ထည့်ပေးလိုက်အဲ့ဆိုတော့ဆရာဝန်ကကျွန်တော်ခေါ်တွေ့ရပေါ့တားတယ်ဒူနာကအချိန်မကောင်းဘူးလေဟို50 50တောင်မဟုတ်ဘူးပေါ့နော်ဆရာပြောချင်တာကိုပြင်ဆင်ထားပါဘွယ်စိတ်ကိုအဲ့မှာကျွန်တော်ရှုံးခွဲကြပါတော့မျက်ရည်တွေလည်းကြာကြချက်ချင်းဘလုံးမဟိုမခံစားနိုင်ဘူးအမေဒါမရှိတော့ရင်ဆိုတော့ ငါဒါအမေးနေရမှာဆိုတဲ့ဟာမျိုးကြီးကိုငါဘာလို့ကြောက်နေရလဲအဲ့လိုမျိုးကကြောက်စိတ်ဝင်သွားတာပေါ့ပြီးတော့အမေးတို့စိတ်မကောင်းလုံးဝဖြစ်သွားအောင်ပေါ့အဲ့နဲ့ကျွန်တော်စူပဲတောင်းတာပေါ့ကိုရဒီအခြေအနေကိုလွတ်အောင်လုပ်ပေးဒီအသက်အန္တရာယ်လူနေရတဲ့အခြေအနေကိုကိုရပဲရရတယ်ပေါ့နော်လှုပ်လို့ရတယ်ပေါ့ကိုရဒါအရာအလုံးပိုင်ဆိုးတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးပေါ့ကျွန်တော်ရိုးရိုးရှင်းရှင်းပဲကျွန်တော် ဟိုဖွင့်ထွက်ပြီးတော့ဆူတောင်းတက်ဘူးကျွန်တော်တို့ကဒီခရီးရန်ဒီဟိုအထဲမှာအဝိုင်းထဲမှာရောက်တာအရင်မကြတော့ရိုးရိုးလေးပဲဆူတောင်းဒါပေမဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းနဲ့ခံစားချက်တွေနဲ့ကျွန်တော်ဆူတောင်းတဲ့အချိန်မှာ၃ရက်လောက်ကြာပြီးတော့မတတိပြန်လည်လာအချိန်မှာအမေကဘာဖြစ်သွားလဲဆိုတော့တိတ်ပြီးတော့ရေးတိတ်တိတ်တွေပေါ့နော်တိတ်မမှတ်မိဘူးသူ့အုံနောက်ထိပါတယ်ရေးတိတ်တိတ်ဆိုတော့ကျွန်တော်ကလည်းမှတ်မိလားဆိုတော့အမေသားလေးဆိုတော့မှအဲ့လိုမျိုးပေါ့အော်သူ့မှာသားရှိရယ်ဆိုရင်အတိလောက်ပဲဟိုအရင်ကြီးတည်းမှာနိမ့်နိမ့်ကကားကြီးပဲမရှိဘူးဆူတောင်းလဲဆူတောင်းရတာပေါ့နော်ဒီ အစားအသောက်တွေဝင်ဖို့အဓိကအဲ့ဒါပဲလေသူအစားအသောက်တာမဝင်ဘူးဆိုလို့ရှိရင်သူစိတ်နဲ့သူခန္ဓာကိုယ်အားနဲ့ဆိုတေမှာပဲရှိမယ်သူကအရန်ကောင်းမှရမှာလဲပါပြီးတော့အမေကိုလည်းကျွန်တော်အရန်ကြောက်ကြတယ်မှာပါငငယ်တည်းကအဲ့လိုဆိုတော့ဟိုကြောက်စိတ်နဲ့ပါတခုဆိုလည်းမပြောရဲဘူးအရန်ရှိန်နေတာအမေကိုလေအရန်ကြောက်တာအဲ့လိုဆိုတော့ဟိုအဲ့ဆူတောင်းကအစားတောက်ဝင်ဖို့ပါအာမင်းတက်ခွညာတစ်ခွတလားလောက်ဆွဲတောက်တဲ့အချိန်မှာထူးထောင်ပြန်ဖြစ်လာတော့မှစီးတွေအဲ့လိုပဲပုံမှန်ဆိုတော့တိုက်ရင်းနဲ့အဲ့ဒါလည်းပြတ်သွားတယ် အဓိကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်အဲ့လိုပေါ့ကျွန်တော်ရဲ့အဲ့အခက်ခဲတွေကိုကျွန်တော်ပြောမယ်ဆိုဒီသူကတသေးလေးထိတွေ့တာမဟုတ်လေကျွန်တော်ကကြာတော့တည်ရမှာကျွန်တော်တို့ကခံရတယ်လေအဲ့ဆိုတယောက်နဲ့တယောက်ထိတွေ့တာချင်းနေမတူဘူးပါကျွန်တော်ကနည်းနည်းတော့ခေါင်းဟိုဟိုနည်းနည်းခေါင်းလဲမာတက်တယ်ပြီးအရင်လဲစဉ်းစားတယ်တခုဆိုချက်ချင်းဆုံးဖြတ်ချက်ကြောင့်မပေးတတ်တဲ့လူဆိုတာလေကျွန်တော်အဲ့အရာတွေကပဲကျွန်တော်ဒီယုံကြည်သူတယောက်ဖြစ်လာအောင်ပေါ့နော် ဲ့လိုတွန်းပို့တာကျွန်တော်ပြောချင်တာကမီးစမ်းကြည့်ပါဦးပြီးလို့ရှိရင်အဲ့လိုအခက်ခဲတွေဖြစ်တဲ့အခါမှာလည်းဘသူ့ကိုဟိုကိုတချို့အခက်ခဲတော်တော်များများကိုယ်တိုင်တယောက်တည်းခံစားနေရတဲ့သူများကိုလည်းတိုင်ပင်ချင်တယ်ဒါပေမဲ့ပြောမထွက်ဘူးဆိုလို့ရှိရင်ဖះကိုဖះသခင်ကိုပြောကြည့်ပါပါတော့ဖះမှာအဖြေရှိတယ်ပေါ့ဒါပေမဲ့ကိုဆူတောင်းတဲ့အခါမှာကျွန်တော်ယုံကြည်ခြင်းပါရမယ်သခင်ရှုနာမဆိုတဲ့နာမကိုဆွဲကင်ပြီးတော့ကျွန်တော်ဆူတောင်းမယ်ဆိုလို့ရှိရင်အဲ့အခက်ခဲတွေအားလုံးကလုံးဝ ကောင်းကြီးနေပဲလာမယ်ပေါ့နော်အခက်ခဲတွေလုံးဝပျောက်သွားမယ်ပေါ့ကျွန်တော်ကရမ်းနေပြီးတော့ခွန်အားပေးချင်ပါတယ်ဗျ